မကျွတ်မလွတ်တဲ့ပုံကိုယ်တွေကသင်္ကန်းဝတ်ချင်တယ်လို့အိမ်မက်ပေးတဲ့အတွက်အဲ့ဒီမကျွတ်မလွတ်တဲ့ပုံကိုယ်တွေကိုသင်္ကန်းဝတ်ပေးတာတဲ့ဒီစီကကြရဲခုလိုဆိုင်ကတိတ်တိတ်ကြီးပါတယ်တော့မရှိရဘူးဒါကြောင့်အထက်ကကျိုးရပါဆိုတော့ဘုဒ္ဓဆရာတွေရော

ကဲကြည့်ကြပါဦးเนาะမကျွတ်မလွတ်တဲ့ပုံကိုယ်တွေကသင်္ကန်းဝတ်ချင်တယ်လို့အိမ်မက်ပေးတဲ့အတွက်အဲ့ဒီမကျွတ်မလွတ်တဲ့ပုံကိုယ်တွေကိုသင်္ကန်းဝတ်ပေးတာတဲ့ဦးဇင်းတို့မြန်မာပြည်မှာရှိတဲ့လူတို့ချို့ယူများယူကုန်ကြပြီလား အဲ့ဒီလိုပဲမြင်ပါတယ်နော်သင်္ကန်းဝတ်တယ်ဆိုတာလေဝတ်ချင်တိုင်းဝတ်လို့မရဘူးအင်္ဂါရက်တွေရှိတယ်နော်ကိုရင်ဝတ်မယ်ဆိုရင် ကိုရင်လောင်းကတရဏဂုံကိုပြီးအောင်ဆုံနိုင်မှကိုရင်ဖြစ်တယ်တရဏဂုံကိုပြီးအောင်မဆုံနိုင်ဘူးဆိုရင်ကိုရင်မဖြစ်ဘူးဒီမကျွတ်မလွတ်တဲ့ပုံစံတွေကဘယ်လိုလုပ်ပြီးတော့တရဏဂုံကိုဆိုလို့ရမှာတော့နောက်ယဟန်ဝတ်မယ်ဆိုရင်လေဝိတုယဟန်လောင်း မြတိမြက်ကမဝါစာဏိဒံတိမာသိနုဒဝနကမဝါစာပရိတာပရိသတ်ဆိုတဲ့ဤအင်္ဂါ၅ချက်နဲ့ပြည့်စုံမှယဟန်ဖြစ်တယ်နော်အခုဝိထုဆိုတဲ့ယဟန်လောင်မရှိတဲ့အတွက်ယဟန်ခံလို့မရဘူးနောက်ပြီးမြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲလူသားဆယ်စစ်ကိုသားလျင်ပဲယဟန်ပြုပေးရမယ်လို့ဝိနည်းပြညတ်ထားတဲ့အတွက်မကြွမလွတ်တဲ့ပုံကိုယ်တွေတင်ပန်းဝဲလို့မရဘူးနော် ဒါကိုသိအောင်အရင်ဆုံးလေ့လာပါမလေ့လာဘဲနဲ့ပောက်ကရမလုပ်ပါနဲ့နော်ဥစဉ်ကလေဘာသာချတိုက်ခိုက်တာကိုအဲ့ဒီလောက်မနာဘူးဗုဒ္ဓဘာသာပါဆိုတဲ့ကိုယ်ထဲကလူကပောက်ကရလုပ်တာကိုအသေးပေါက်အောင်နားတယ်နော်နောက်ပြီးဒီလိုလုပ်ရက်တွေကိုဘာသာချကမြင်ပြီးဆိုရင်လည်းပဲကိုယ်ဘာသာသိခါကြတယ်နော်ဒါကြောင့် တချို့တချို့သောဗုဒ္ဓဘာသာဝင်တွေကိုပြောကြင်တာကဘာသာရေးနဲ့ပတ်သက်ပြီးတခုခုလုံတော့မယ်ဆိုရင်တတိနားလေတဲ့ပုဂ္ဂိုလ်တွေရဲ့ထာမှာငင်းညမ်းပါမမေးမမြန်ပဲနဲ့ကိုထင်ရမလုပ်ပါနဲ့ကိုဘာသာသိခါကြပါတယ်နော်အိမ်မက်အရာအလိုလောက်ခိုင်းလို့နာမဘွားရီကိုသင်ငန်းစီပေးခဲ့တဲ့လက်တန်တော်ရွာကရွာသားများမိင်္ဂလာပါပြည်သက်ကြီးတို့ရေ ဒီအလှပွဲကတော့လက်ပတ်တော်ဖျားထီတင်ပွဲမှာဖြစ်သွားတာဖြစ်ပြီးတော့ကျမတို့တသက်နဲ့တကောမမြင်ဘူးမတွေ့ဘူးတဲ့အရာတကူပဲဖြစ်ပါတယ်ဒါကတော့ဟိုတချို့တော့ပုဂ္ဂိုလ်တွေရဲ့ပညာမတတ်တော့ပုဂ္ဂိုလ်တွေရဲ့လက်ထဲကိုဗုဒ္ဓတာသနာရောက်ရှိခြင်းဟာမြတ်အုံဒီရတယ်လို့ပါပဲနော်မြတ်တွေကအုံဒီရအုံဒီရလို့ရှိရင်ဘာလို့လို့ဘာကံရမှမသိတယ်လို့တချို့တော်သူတွေကလည်းဗုဒ္ဓရဲ့အတုံးမတွေကို ဘာလုပ်လို့ဘာကန်ရမှန်းမသိကြပါဘူးအခုပဲကြည့်ပါလားဖြစ်တင်တာကအိမ်မရဆိုလို့ရှိရင်ဒီရှင်လောင်းလှည့်ပြီးတော့လူစင်စစ်တွေကိုရှင်ပြုတ်ပေးပြီးတော့နာသပေးပြီးတော့ရဟန်းခံပေးပြီးတော့အမြတ်တမ်းပေးဝေရမယ်လို့ဦးသင်ကထင်တာဖြစ်ပါတယ်နော် ချို့တရိတ်တန်တွေကဘယ်လောက်ထိပဲကြံတန်းကြံတန်းမေတ္တာအင်မတန်ကြီးတဲ့ပုဂ္ဂိုလ်နဲ့တွေ့ရင်အဲ့ဒီလိုညင်ကြသွားလိမ့်ရှိပါတယ်တခါတော့မေတ္တာပြားကိုဒေဝရတ်ပေါ့အရှင်ဒေဝရတ်ကသင်နာလာဂရီသင်ပေါ့နာလာဂရီသင်နဲ့မင်းတခိုင်တာသူကငကိုရကြံတန်းတယ်သူ့ကိုအရက်မူအောင်တိုက်ပြီးတော့ရာဇကြီးပြည့်တဲ့ကိုမောင်းထုတ်ပါတယ်မေတ္တာပြားကိုနင်းတက်ဖို့ပေါ့ ဒီဘက်တော့ကြံလာပြီ။အဲ့ဒီမှာလူတွေကပြေးကြတွားကြပြေးကြတွားကြနဲ့အရှင်အန္တရာကမြတ်သက်ပြားကိုနင်းသက်မှာသူတို့တွေမြတ်သက်မြတ်သက်ပြားရှိမှသူ့အတက်ကိုဝင်နင်းခံတယ်။အန္တရာကိုမြတ်သက်ပြားတကိုးနဲ့ဖယ်ပြီးတော့နာဂရီတင်ကိုပဲတိတ္တမေတ္တာပို့စေတယ်။အဲ့ဒါကိုအောဒိတ္တမေတ္တာခေါ်ပါတယ်။အရင်တုန်းကတလောကလုံးကိုဖြန့်ကျက်ထားတဲ့မေတ္တာကိုနာလာဂရီတင်တအုပ်တဲကိုပဲပို့ ဲ့ဒါကိုအောတိတ်တမေတ္တာနာဘနာဂရိယမေတ္တာပြအနာရတဲ့ခါမှာသူ့ရဲ့မုံရိုးတဲ့တိတ်ကပြယ်ပြီးတော့တိတ်တန်းညွညံ့သွားတယ်အဲ့ဒီခါမှာသူ့မေတ္တာပြကိုကတော့တယ်ကတော့ပြီးတော့သူမြေကြီးကိုယူပြီးတော့အဲ့ဒီမြေကြီးနဲ့မေတ္တာပြကိုပူတော်တယ်နာလာဂရိတင်နာမေကတဏပါလာအဲ့ဒီကမှာသူ့ကိုလူတွေကနေပြီးတော့ပူတော်တာပေါ့ယတနာရီရွှေရင်ငွေနဲ့ပူတော်တဲ့ကမှာသူကတဏပါလာဆိုတဲ့အမိကို الشعر <applause> عبارة <applause>